ချစ်ခင်ရပါတော့မိတ်ဆွေများ အားလုံးကိုကျွန်တော်တို့ရဲ့ Click for Freedom YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကိုရွှေဒေါသဤဟာတာဝိတုတဘုတ်ဖြစ်တဲ့ပြောရရင်အောချသွားမယ်ဆိုတဲ့ဟာတာဝိတုစာအုပ်ကို အပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါအောင်ခင်ဗျာအဖေါ်ဆုံးအပေါင်းဆုံးငြိမ်းချမ်းကပီကိုရောက်တော့ကျောင်းဆရာကိုလာအောင်နဲ့ရဲမြင့်ကိုမတွေ့ရသေးစမ်းရှင်ကိုသာငင်းငင်းငူကလေးတွေ့ရသည် ဆန်းရှင်သည်ဆန်းရှင်လင်းဆိုသောကလောင်အမိနှင့်ကြပြားလေးတွေရေးဆက်နေတတ်သလိုကက်ခိုသောចောင်းစရာရဲမြင့်ကလည်းကိုရဲကိုကိုသကောကြီးအမိတက်ကကြပြားတွေ ရေးနေသူဖြစ်သည်သူတို့ကိုအားကြွေးထင်ဒနုဖြူရှိစိုက်ကလွန်ပွင့်စီရီတော်၌ဗေရင်လက္ခဏာဟောကန်းဖွင့်သောသကောကြီးသားဗေရင်ဆရာကလည်းမြဟိန်ခိုင်ဒနုဖြူဟူသောကလောင်အမိဖြင့်ကံပြရဝိတုတွေဗေရင်လက္ခဏာရရယာဆောင်းပါးတွေကိုရေးပြီးရန်ကုန်မြို့ရှိ မဂဇင်းတိုင်းများသို့ပေးပို့နေသည် ချက်စုကတော့စာဖတ်ရမှာဝါသနာပါတော့လဲစာရေးရမှာတော့တော်တော်ကလေးပြင်းသူဖြစ်ကျောင်းဆရာတို့ရောက်မလာကြသေးဘူးလားဆန်းရှင်မလာကြသေးဘူးကွာမနေ့ကတော့လာတယ်ဒီကနေ့ကလောက်တော့ဘက်ကိုသွားဖို့တိုင်ပင်နေတန်ကြရတယ်ကလောက်တော့ကိုဘာသာလုပ်ကြမှာလဲလေအဲ့ဒီမှာအသည့်အင်းတကြီးကိုတင်ဟုကသူ့အင်းတွေပတ်မှာမို့ပျော်ပျော်ပါပါစားရတော့ရအောင်ဖိတ်ထားတယ်တဲ့အဲ့ဒါကွန်းတောင်းတစည်းနဲ့သွားကြမှာလေ ငါလည်းလိုက်မှာဒီချိန်အကြီးကြီးပြန်ရောက်လာရင်တိတ်ကောင်းမှာပဲကွာဘယ်သူလဲကွာအကြီးကြီးဆိုတာဟာဘယ်သူကမလဲတို့ဆရာနောင်တော်ကြီးနိုင်ငံကျော်ရှိနေကြီးဦးနဲ့ကျော်သကောကြီးဆိုတာလေကွာသူကဗာမရရစ်လို့လေကွာဩမင်းကမတီးသေးပဲကိုအေးလေဘယ်တီးပါမလဲမင်းမရန်ကုန်ကိုရောက်မသွားဘူးသေးတာပဲတံမြန်နှစ်ကငှချစ်ချစ်သူနာပြုဆရာမလေးရှိရလက်ပွတ်တာကိုမြစ်တာတွေတစ္ဆာတွေ ဘာဘာညာညာတရကားရီပြေးပြီးတဲ့အပြန်မှာအကြီးကြီးရုံးဖွင့်ထားတဲ့35လမ်းသူ့ရုံးခန်းကိုရောက်သွားခဲ့တယ်။သူကသူ့အိမ်တောင်းကလာကိုတညာအိတ်ခေါ်လို့ငါလည်းသူ့ရုံးခန်းပိတ်ချိန်ကိုစောင့်နေခဲ့တယ်ကွာ။6နာရီလောက်ရုံးစင်းတော့အိမ်ကိုတက်မပြန်ဘူး။သူ့အပေါင်းအသင်းဘော်ဂျက်တွေရှိနေတယ်ဆိုတော့ဂုံတယ်လန်းနဲ့ဘိုကလေးဇီလန်းတောင်းကရမင်းစီဗီယာဆိုင်ကိုခေါ်သွားတယ်ကွာ။မင်းကဗီယာကြက်တယ်ဆိုတော့မစင်ပုံတွေတွေ့တဲ့ဟိုရင်းလိုပေါ့ကွာချက်စွနော် စကားကောင်းပြောနေတာဖောက်မလားနဲ့အေးပါကွာအေးပါအကြီးကြီးကြောင်ဆက်ပါဦးအေးသူတို့ဝိုင်းကလူစုံတက်စုံကွာစာရေးဆရာတွေအယ်ဒီတာတွေထုတ်ဝေသူတွေဒါရိုက်တာတွေတရုပ်ဆောင်တွေနဲ့တော်တော်လေးစုံနေအဲ့ဒီနေ့ညာဦးပိုင်းကငါနဲ့တွေ့ခဲ့ရတာကိုနန္ဒာပစိုးလွယ်ဆိုတဲ့ကြပြားဆရာစာရေးဆရာရဲ့မှုကင်းဘူပေါင်းဂျာနယ်နဲ့မဂ္ဂဇင်းကအယ်ဒီတာကြီးမောင်ငိမ့်တူမှုပင်ကောက်ရဲ့တွဲဖက်ဒါရိုက်တာကိုပွေးနှီးချီဝလုံးကန်ရဲ့ထုတ်ဝေသူကိုအောင်ကျော်မှုရဲ့ ဇာရေးဆရာဗီဒီယိုစိုက်ပတ်ဆရာကြီးမောင်မောင်စိန်ပြင်းရက်ဆောက်ရဲတို့တွေ့ကြတော့ကွာအဲ့ဒီမှာဘီယာသမားဆိုလို့ငါရဲ့အရေးကြီးရဲ့ဆရာမောင်ကြီးတူမှုပင်ကောက်ရဲပဲရှိတယ်ကျွန်တော်တွေကတော့ပလင်းပြားနဲ့အပြင်းသမားတွေကြီးပဲသူတို့ဟာတနေ့ကုန်ကို့အလုပ်တွေကိုလုပ်ကြရင်ညနေရောက်တဲ့အခါပေါင်းဆောင်ကြလို့ရဲဆရာမောဆရာတွေပြောကြတာဥကိုတက်မတက်ပဲကွာအဲ့ဒီမှာတအားမြန်မြန်နဲ့အစားတန်သူတို့စိတ်ဝင်စားစရာ မှုကင်းဖြစ်ရတဲ့တရင်လက်လက်ဆက်ဆက်တွေကိုပြောပြနိုင်တာကတော့ ဆရာမောင်ရင်းတူမှုပင်ကောက်ပဲကြုံကျင်လိုက်တာကွာတနေ့တော့အကြီးကြီးနဲ့တူတို့များသကောကြီးရွာကိုဒီဆရာတွေရောက်လာအောင်ပါပါကွာအဲ့ဒီမှာငါပြောချင်တာကအကြီးကြီးရဲ့တောက်နိုင်အားပဲတော်လုံးကလည်းကြီးမှကြီးကွာရမင်းမာရင်အကြီးကြီးတောက်တာခုနှစ်ခွက်တိတိကွာခုနှစ်နာရီခွဲတာသား၈နာရီလောက်ရမင်းကခွာပြီးမဟာဗန္ဓုလပန်းချန်လမ်းမှာရှိတဲ့မျိုးစတဲ့စီဗီယာဆိုင်ကိုဝင်တယ်ကွာအဲ့ဒီမှာနှစ်ခွက်တွေ့တယ် အဲ့ဒီကနေတောင်ဟုတ်ကလာကိုသွားဖို့စုရိကကမ္မတိုင်ကိုရွှေ့ပြန်တယ်။ကမ္မတိုင်နားမှာရှိတဲ့ရှမ်းရွှေလီဘီယာဆိုင်ကိုဝင်ပြန်တယ်။အဲ့ဒီမှာလဲနှစ်ခွက်။နောက်တောင်ဟုတ်ကလာကိုကားစီးတယ်။ပရိသာလန်းဆုံမှာဆင်းပြီးကိုရက်ွက်မှာရှိတဲ့ဗင်ဆိုင်ဆိုတဲ့စီဘီယာဆိုင်ကိုဝင်ပြန်တယ်။အဲ့ဒီမှာလဲနှစ်ခွက်။ဟာမမနေလာပါလား။ဒီစရာဘိုင်အိုးထဲမှာဘီယာတွေအများကြီးပဲ။မြန်မာဘီယာကတော့သုံးသူတွေကိုစုချမယ်ဆိုရင်ဒီဆရာဦးနှစ်ယောက်ကိုပေးတင်တယ်။ အဲ့ဒါနေတိုင်းတောက်တဲ့အနေဆုံးနှုံးတော့ဟာဒါဆိုရင်သူ့ဘီယာစည်းကနဲ့မှမနှဲပါပဲကလားပိုက်ဆံတွေတော်တော်ကုန်ပါပဲနော်ဒီအတွက်တော့သူကမမှုပါဘူးကွာဖြာပုံဘက်မှာဖြစ်သွားတယ်ငရုတ်နှစ်ပင်နှုတ်တဲ့အမှုကိုလိုက်တာတော့သုံးသိန်းလောက်ရတဲ့ဥစ္စာအာလ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 ာငါကအကိုရဲ့တဆိုင်တည်းနဲ့အပြက်ဖြတ်ပါလားဆိုတော့မရဘူးတဲ့သူနဲ့ပထန်းဆက်ပါတဲ့ဆိုင်တွေမှန်သမျှသူ့မျက်နှာမပြလို့မဖြစ်ဘူးတဲ့ ဲ့ဒါကြောင့်ငါကသူ့ကိုအရေးကြီးရဲ့လို့ထုတ်ပနာပြုတ်ထားတာချက်စုရဲ့ဒေါ်စင်မကွန်းတောင်းလေးရောက်လာသည်ကွန်းတောင်းပေါ်မှာတော့ကျောင်းဆရာကိုလာအောင်ရဲမြင့်ကိုလာတောင်းအရှိကြီးဘုန်းကြီးနေဝင်ဒေါ်ကောင်းမိုးစောကြီးတို့ကိုစားနိုင်တောင်းနိုင်ပါဇက်ကြီးများနဲ့တွေ့လိုက်ရသည်ဂိုင်းဟေးစမ်းချိန်နဲ့ချက်စုတို့တက်ကြတက်ကြတို့ရောက်မှနဲ့အင်းမြောက်ပြီးချိန်တော့ကွက်တီပဲကောင်းဆောင်ဖြစ်သူကျောင်းဆရာကတက်ကြွစွာ စကားဆိုလိုက်သည်ဆရာလေးရဲမြင့်က မတိတအတိတနှင့်မေတ္တရင်လက်တန်းစမ်းနေသည်သူသည်အတိတမရဖြစ်မည်အတန်ကောင်းအစောကောင်းကျောင်းအားရ၌ဆိုင်းဝိုင်းများနောက်သို့လိုက်ကကြည်အတန်အသင်ဖြင့်တခြင်းတွေလိုက်ဆိုသည်သူအတန်ကိုကြွ၍ပရိုဂျူဆာတဦးကစီရီတခွေထုတ်ပေးခဲ့သည်ထိုစီရီ၌သူသည်ဓနုဗျူနေရဲလင်းအမိဖြင့်ဆိုသည်တို့ရရင်စီရီခွေကကြောင်ညာအားဖြန့်ချီအားမကောင်း၍ထင်သည်မျောမန်းတော့ပောက်ထွက်မလားဟုတ်ပါကိုမျိုးနိုင်ဟိသူ့ကိုပါခေါ်ခဲ့ကွာ အသာဖြူဖြူအရရှိရှိဖြင့်၎င်းတို့ထံရှောင်းလန်းလာနေသောကိုမျိုးနိုင်အားကလောတော်သို့လိုက်ပါရန်ခေါ်ယူရာနှခါခေါမနေရာဆွေကနေဆွေသူတို့ကွန်းတော်ပေါ်ရောက်လာသည်သူသည်လည်းခေသူမဟုတ်တရားဓမ္မဆိုင်ရာကျမ်းများကိုအမိတဟဲပြုလျက်ကိုမျိုးနိုင်သကောကြီးကလောင်အမည်ဖြင့်ဘာသာရေးဆိုင်ရာမဂ္ဂဇင်းများ၌ဆောင်းပါးတွေရေးနေသူဖြစ်သည်သူမူလာလျင်ငါရည်တဲ့ဘာသာရေးဆောင်ပါတွေကိုဥဒုခကဒါရိုက်တာလုတ်ပြီးမြတ်သိရဲ့ဇော်လင်းရဲ့ အံ့ကြော်ရဲစန္ဒာရဲရှုမဝဇန်းဇန်းအီတို့နဲ့ဗီဒီယိုရိုက်မဲ့အကြောင်းရှင်းနေကြီးဥနဲ့ကျော်ပြီးခဲ့တဲ့တစ်ခေါက်လာတော့ကပြောဘူးတယ်ကွာရဲဖြစ်တဲ့နေ့ကျရင်မင်းတို့အားလုံးကိုဆပ်ပလန်းလုပ်မယ်ကွာနောက်ခံတီဂီတာကိုရွာစားကျော်စင်ဘူတင့်နဲ့ဂီတာလူတင်မောင်ကိုကိုတို့ကတိခတ်ပေးမယ်လို့မပြောဘူးလားပြောတယ်ပြောတယ်အမှန်မှာတော့ကိုမျိုးနိုင်ဤယူတင်နေမှုကိုဥနဲ့ကျော်ကအချွန်နဲ့မာသွားခဲ့ခြင်းဖြစ်၏ ဂိုင်ဂိုင်ရှင်က အမှန်ဟုယုံစားနေတော်ညာအကြောင်းတည်သူများကပြုံးစီစီပြုံးပေမပေါ်ဦးနဲ့ကျော်ပြောသားသောအမှုပညာရှင်တွေကသက်ရှိထင်ရှားမှမရှိကြတော့တာပဲလေတရားခံဘယ်သူလဲဟေဘုရားရင်တယောက်ဘာလို့လို့ဘာကံရမှမသိဖြစ်နေသည် သူရှိမှာတော့ဒေါ်ကျင်ခသည်နှက်တရှုပ်ရှုပ်မျက်ရည်ကလေးတဆန်းဆန်းအဖေရေကျမဘာလို့ရမလဲသမီးကလေးခင်မုံကိုရှာပေးပါ ခင်မမရှိရင်ကျမရင်ခွဲပြီးဒီဝဲဝင်ရမှာလိမ့်မယ်ဤပါကွယ်ဤပါခင်မဆိုတာလဲအဘရဲ့မြည်လို့ဖြစ်နေပါပြီညရေးဟာလဲငါအရေးပဲပေါ်ကျင်ခရဲ့ဒါနဲ့နေစမ်းမအောင်ခင်မဘယ်ချိန်ကပြောက်သွားတာလဲဒီမနေ့ဝီလီဝီလင်းကပျောက်သွားတာကျမဒီမနေ့စကောကြီးစီးတဲ့ကကိုမျိုးမျိုးတို့ဆိုင်မှာအတော့သွားစောင်းနေသလားလို့လိုက်ပါသေးတယ်ဆိုင်ကိုရောက်မလာဘူးသိဘူးတဲ့အဖရဲ့ နေသားမောင်ကျင်ခါရဲ့လူတွေမသိခင်မရိပ်မိခင်မှာသူ့ဟာနဲ့သူပြင်းရင်းသွားပါစေဖို့ငါဆက်ဆက်တွေးခေါ်ပြီးစဉ်းစားလိုက်ပါဦးမယ်ဘုရားရင်လည်းတင်ပါအစုံမပွေးကွယ်များကိုကုတ်လိုက်ဆေးပြင်းလေးကိုခဲလိုက်ဖြင့်တစုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားနေပုံရသည်အတန်ကြာတော့မှလက်ပြောက်တစ်ချက်တီးလိုက်သည်ဟုတ်ပြီငါမေးတာမှန်မှန်ဖြစ်တော့ကျင်ခါဟုတ်ကဲ့မိပါအဖအေးခင်မုံအသက်ဘယ်လောက်ရှိပြီလဲ စကူးနေထိုင်ရောက်နေပြီအဖအင်းတပင်ပန်းမာလာတို့ရဲ့သဘာဝလိုပဲတိကျိန်တန်တော့လဲတိကျပွင့်ကျိန်တန်တော့လဲပွင့်ကြတာပဲနင့်သမီးဟာတိကျိန်တန်လို့တီးတာပွင့်ကျိန်တန်လို့ပွင့်သွားတာဖြစ်လိမ့်မယ်ကျင်ခါဟာမဟုတ်လားအဖကလည်းဟာဘာမဟုတ်ရမှာလဲမဟုတ်ဆိုခင်မုံကလူဝဲဟာတပင်ပန်းမာလာမှာမဟုတ်ဖဲဟာဘယ်လိုလုပ်ပြီးတိရပွင့်ရမှာလဲဟာ အပြောဆိုရင်ဒီမှာဆိုလို့တပင်ပန်းမာလာနဲ့နာဝင်ကောင်းအောင်ခိုင်နှိုင်းပြောဆိုတာဟာကျမတော့နားမလည်ပါဘူးအေးညီနားမလည်ရင်နားလည်အောင်ပြောလိုက်မယ်ညီသမီးခင်မောင်ဟာသူ့တဘာဝသူ့ဓမ္မရာယာသူ့နဲ့ကိုသားနဲ့ကိုမှုချစ်သူကြီးစားနောက်လိုက်သွားတာဖြစ်ဖို့များတယ်အဖရေခင်မောင်ကချစ်သူကြီးစားရှိရင်ကျမကိုတိုင်ပင်ပြောဆိုမှာပေါ့ကျမကိုဒီအကြောင်းတခါမှလည်းတိုင်ပင်ပြောဆိုတာမျိုးမရှိဘူးဟာ ဒါကတော့ခင်မုံစီကိုဘယ်လိုလုပ်ငါကသိနိုင်မလဲမိမတို့ရဲ့စိတ်ဓာတ်ကအခက်သားကလားသူတို့ပြီးသိကျင်ရင်လဲရက်ကြော်ရွာကြော်ပြီးမသိကျင်ရင်လဲဗဇက်ကိုအင်္ဂလိပ်ကင်ထားသလားမှတ်ရတယ်ကျမတော့ကြည်ပါလူကြီးတွေကတဆင်ရဲစခန်းကိုတိုင်ရင်ကောင်းမလားလို့ဒါကတော့နင့်သဘောပဲလေအဖသဘောကရောငါသဘောကတော့ပထမဆုံးသူသွားတဲ့လာတဲ့နေရာတွေဘယ်သူနဲ့အဆက်အသွယ်ရှိတယ်ဆိုတာတွေကိုစုံစမ်းပြီးရှာကြည့်စေခြင်းလေ သူ့တက်ကလည်းလွတ်လွတ်လပ်လပ်နဲ့အင်အောင်ပြုတ်ခွင့်ရတဲ့အရွယ်ဟစဉ်းစားကြည့်လေကျင်ခကျမတော့ယူကျင်ပါပြီအဖရေတမီးလေးချစ်သူနောက်လိုက်တယ်ဆိုရင်လည်းသူတို့ချစ်ချင်းကို မခွဲပါဘူးမိသားပါလာပြီပြီလာအရင်ချစ်ချင်းနဲ့လက်ခံပါပါဒီစကားကြားလိုက်ရတော့ဘုဒ္ဓရင်တွေ့ကနေဖြစ်သွားသည်အိမ်မှာကလည်းသုံးလေးရက်လောက်မြေတော်မောင်ချက်စုတယောက်ကြောက်ချင်းမလပျောက်နေလေသည့်အတွက်တစုံတစ်ခုကိုလေးလေးနက်နက်တွေးစားလိုက်သည် အတန်သင့်ကြတော့ ဂိုင်းကျင်ခသိလေခေါင်းမီးမတောင်းနဲ့တော့ဒီကိစ္စဆိုတာခေါင်းကြီးထားပြီးစဉ်းစားဆုံးဖြတ်ဖြေရှင်းရတယ်ဒါထက်ညစ်သည်မီအဝတ်စားတွေဘာတွေယူသွားလဲတိတိကျကျနှက်စက်အောင်ကြည့်စာရွက်စာတမ်းတွေများထားခဲ့လေသလားဆိုတာကိုပါတိတိကျကျစိစိစက်စက်ရှာစမ်းဟုတ်ဟုတ်ကဲ့ပါဒေါ်ကျင်ခလည်းဖိုးသားရင် အကြံပြုစေခိုင်းသည့်အတိုင်းခင်မုံဤအဝတ်စားတင်တာကိုမှွေတော့သည်ဟောဟောအဖအဖ ောဒီမှာယောက်ျားဝိပစုတထင်နေစားတဆောင်။ဟေးယူကစံယူကစံဒီကိုယူကစံ။ဒေါ်ကျင်ခါလည်းပစုနဲ့စားရလျော်ကို ကမန်းကရန်ယူလာကဖိုးသားရင်လက်တွင်သို့နှင်းအပ်လိုက်သည်။ဟင်ပစုကိုမြင်လိုက်သည့်တရင်ကဖိုးသားရင်ရင်ဆုံးမှထိတ်ခနဲဖြစ်သွားရသည်။မဖြစ်ဖဲနေမီလား။ဒီပစုသည်၎င်း၏မြေချက်စုဝစ်စင်သောပစုမဟုတ်ပါကလား။မနိုင်စရာလုံးဝမရှိ။ဒီပစုကိုလင်းလွင်မြင်ရွာမှလူတော်မောင်လင်မယားတို့ သရင်ကျွဲ့လာကြတော့ကဲစင်ကကလေးကလာနိုင်လာတော့အစင်မှတ်ယူပြီးချက်စုဝေဖို့ပေးထားခဲ့သည်မဟုတ်လားဒါဒါဆိုရင်ကိစ္စကမပြတ်သေးစာရွက်ကိုဒေဒေချာချာကြည့်လိုက်သည်ရေးထားသည့်အကြောင်းအရာတွေကတကယ်ကိုကလေးကလာကိုကတော့မင်းနဲ့သာ ဖူးစာဆုံခွင့်ရရင်လေတရားကိုလည်းဟောလိုက်မှာပဲပြီးတော့စပားလိုလည်းထောင်းပြလိုက်မှာပဲခေကရာသားသမီးများကိုပြောလိုက်သောစကား ကိုရေးလိုက်တော့စာသည်ဘေကန်းဘေတောင်သူဆက်ရောက်မည်ကိုမသိကြအလေးနဲ့လည်းမထားဒါဒါချက်စုရဲ့လေရေးမှာ လေရေးစေဟုတ်သည်သူရှင်၌ဘေရင်တွက်ပြစဉ်ကအသုံးပြုခဲ့သောစာရွက်အမျိုးစားချင်းသာတူသည်မဟုတ် လေရေးလက်သားကလည်းချက်စု၏လေရေးပင် မင်းရောင်ကလည်းတထက်ထဲမှတထက်ထဲ gain ဘာမှတော့ကများမနေတော့ခြင်းခါ ညီသမီးခင်မွန်ကိုငါကိုယ်တိုင်ညရှိရောက်လာအောင်ခေါ်လာပေးမယ်။တကယ်တကယ်လားဟင်အဖကျမဝမ်းသာလိုက်တာ။ဒီဝမ်းသာရမယ်ဝမ်းသာရမယ်။ညီမချစ်စရာသမီးသာမကအာကိုအားထားပြုလောက်တဲ့သားသမက်တယောက်လည်းပါလာလိမ့်မယ်။ညီရဲ့သမီးကိုမိသားဖာသားပြီးပြီးတောင်းရလက်ထပ်ယူဖို့အရေးလေငါပဲတာဝန်ယူရက်။ကောင်းလေးကဆွေကြီးမျိုးကြီးတဲကပါမျိုးရိုးလည်းအင်မတန်ကောင်းတယ်။ဟင်ဟုတ်လား။ဘေရာကလည်းဘေသူသားသမီးလည်းဘာလို့လို့လဲ။ ဟာတိကျနာတွေကလည်းမြမမြပါပဲလားဟာငါအချိန်မီအုံမီအောင်လိုက်ရမှာမို့အချိန်ပြုံးလို့မဖြစ်ဘူးညီတိထားရမှာကညီရဲ့တသမတ်ဟာ ဟောဒီတဘာဝရေမီရာဒီအမှုကောင်းမွန်တဲ့သဘောကြီးရွာကပဲပြောပြောဆိုဆိုနဲ့ခင်မောင်နဲ့ချက်စုတို့ကိုရှာပွေရန်လက်ဆွဲတော်ပစ္စည်းတခုကိုသွားယူလိုက်သည်ဒါကတော့နှပင်လိန်ထားသည့်တဝဲကျင်းလုံးသည်ကလောတော်မှပြန်လာပြီတကာလအချိန်မပြေသေးသောချက်စုသည် ကျောင်းဆရာကိုလာတောင်းနှင့်တောင်းတောင်းဤဘူးစင်အောင်၌မောက်ကုံကြီးအိပ်ပြော်လျက်ရှိ။ငါနဲ့ကွာ။သင်အနေနဲ့ချစ်တယ်ကြက်တယ်ဆိုရင်ဖြင့်ခုအဖူယောက်ျားသားချင်းရှိတဲ့ဥစ္စာပုံမှန်လင်လင်တိုင်ပင်ပြောဆိုပါတော့လား။တင်တောင်းတင်တဲ့မင်္ဂလာဆောင်ပေးမှာပေါ့။ငါရှိသည်မြစည်းစိမ်ဆိုတာငါသိရင်သင်မဲ့ရမယ့်ဥစ္စာ။ချက်စုချက်စုမင်းကငါ့ကိုဂယုဆိုင်စရာမလိုဘူးဆိုတဲ့အချို့နဲ့အခုလိုမျိုးသူများသားသမီးကိုအလစ်တုံသွားတာပေါ့ဟုတ်စား။ ဟွန်းတော်သေးတာပေါ့ကျင်ခဆိုတာငါတဘောငါဆန္ဒကိုမလွန်ဆန်လို့ပေါ့တခြားသူဆိုဘယ်တော့တောင်းမိုးကိုမိနဲ့ရှုမယ်မပြောတတ်ဘူးချက်စုရေမှတ်ထားနှပြိုတန်လားနှအူပေါင်ကျိုးတလောက်ပဲတဲ့အဲငါဥပမာစကားကလည်းလူကနေနွားမျိုးနွားနွယ်ဖြစ်သွားပါပေါ့လားဘွ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 ားဒီဘွားဒီဘွားဒီအဲမင်းလေတလောက်တော့ငါကဝိကုတလောက်ပဲချက်စုရေ ကောင်မလေးရဲ့တစ်တာထဲမှာကြံရစ်ခဲ့တဲ့မင်းရဲ့ပစိုးနဲ့မင်းရဲ့လက်ရည်စာကြောင့်ဒီကိစ္စမှာအဓိကလက်တဲ့ဟာမင်းဆိုတာငါသိလိုက်ရတာပေါ့မင်းအိမ်တော်ကြမှာကောင်းတယ်အလုပ်တစ်ခုခုကိုစောင့်ချလုပ်ပြီးချိန်ချိန်သွားမယ်မဟုတ်လို့ကတော့လက်ရလက်ရနဲ့နေမှာဘုရားရင်တယောက်တဝဲချင်းကိုခါကြနိုင်ထိုးလျက်ပါဇက်ကစီမံမန္တလို့ပွားစီပွားစီရွတ်လာခဲ့သည်လမ်းတစ်ချောင်းမှာလည်းမြန်မာတမ်းမိသူများကဘုရားရင်ကိုတွေ့လျင်နှုတ်ဆက်ကြသည်ယိုးဘုရားရင်ကြီးဘယ်တော့ စဘူးလုံးချမ်းသာပဲသွားမလို့ဒါတဲ့ကျုပ်ကောင်ချက်စုတယောက်ကိုမမြင်လိုက်ဘူးလားဒီနေ့တော့မတွေ့ဘူးဗျာဟုတ်တယ်နေ့ကတော့ចောင်းဆရာကိုလောက်အောင်တို့အုပ်စုနဲ့ဂွန်းတောင်းတစည်းပေါ်မှာတွေ့လိုက်တယ်ကတော့တော့အင်းတွေဖော်ရဲစီသွားကြမလို့ဆိုပဲတရင်အစကတော့ဖိုးသားရင်ရလိုက်ချီပြီမင်းလေရဆိုတာငါပွေးကုန်းတော့ပဲရှိပါသေးတယ်ချက်စုရဲ့ဒါဟာတပက်လက်နဲ့လူတွေတွေ့မရအောင်အကွက်ဖြောက်လိုက်တာမဟုတ်လား ကလေးမကိုတနေရပို့မယ်မင်းကတော့ကလော့တော့မှရှိမယ်ဆိုတာလှည့်စားချက်ပဲမရဘူးချက်စုမရဘူးမင်းကငါမွေးတဲ့ငါသမီးရဲ့သားပဲဟာတမိုက်တထွားညံလေးနဲ့အကဲမဆန်းနဲ့ဝဲကတော့ကြံပြီးသားပဲဟာဒီကနေ့တရင်တရင်ဖြင့်ရှောက်လာတော့ကိုမျိုးနိုင်ဘုရားရင်ကိုဝင်တုံးမိမလို့ဖြစ်သွားသည်ဟာဟာကောင်မျိုးနဲ့မင်းမင်းဘယ်လိုဖြစ်လာတာလဲဟာဘုရားရင်ဂဂရော့နော်ဂရော့ဂရော့ဂရော့ ကျွန်တော်ရေးတဲ့ဘာသာရေးဆောင်ပါတပုတ်ကိုအဘဥဒုခဒါရဒါလုတ်ပြီးဗီဒီယိုရိုက်ကူးမယ်ဆိုလို့ဈေးဘလောက်တောင်းရရင်ကောင်းမလဲလို့စဉ်းစားလာတာဖိုးသားရင်ရဲ့ဟာဒီကောင်ကွာဘာလို့ယူကြောင်ကြောင်မူကြောင်ကြောင်လုတ်လာတာလည်းမသိပါဘူးမင်းဆောင်ပါကိုဗီဒီယိုရိုက်မယ်ဆိုရင်ရေဝေးမှာတွားရိုက်ကွာဟာမဟုတ်သေးပါဘူးကျွန်တော်ကကျွန်တော်ယူဝါသကောကြီးမှာဆရာချစ်ကူကူယူရဲ့ ယွန်းသူဝေဖျားတန်ရောစင်ကဘာလူဇက်အင်လာတဲ့မှရိုက်ကူးဖို့သဘောတူမှာဗျဘီလူကောင်စားတွေနဲ့လာတွေ့နေရလဲမသိပါဘူးဗျာဟေ့မျိုးနိုင်ဗျာဖွင့်တာတယ်ငါမြေချက်စုကိုဘယ်မှာတွေ့ခဲ့တယ်လဲချက်စုလားဟုတ်တယ်ချက်စုငါမြေချက်စုမင်းမထွေးမဟုတ်ဘူးခုမင်းသူ့ကိုဘယ်မှာတွေ့ခဲ့တယ်လဲဆိုတာသိကျင်တယ်ဒီကောင်ချက်စုကြောင့်ဆရာကိုလက်အောင်တို့ခြံဝင်းတဲ့ကဘူးစင်အောင်မှာမဟာပထဝီမြေကြီးကိုရန်ရှာနေတယ် ဟာမိစကားကဘာလဲနားမရှင်းဘူးယူဘကလင်္ကာမြောက်အောင်ပြောဆိုသွန်းသွန်းလိုက်တာပါအနတိဘေကတော့မြေကြီးပေါ်မော့ခုံအိတ်နေတယ်ဆိုတာပဲကဲတော့မတော်ဖို့သာတယ်ကျွန်တော်ဆောင်းပါမှာတရုတ်ဆောင်ဖို့ရာဇော်လင်းနဲ့တင့်တော်မလားအံ့ကြော်နဲ့တင့်တော်မလားဆိုတာကိုခေါင်းအီအီထားပြီးကောက်ရုံမှာသွားခွေရင်စဉ်းစားလိုက်အောင်မယ်ဗျာကြွပါဗျာကြွပါကြွပါ ချက်စရှိသည့်နေရာကိုသိလိုက်ရသည့်အတွက်ဘုရားရှင်ယင်လည်းပေါ်ပန်းသွားရသည်တို့ဖြင့်စာတင်ကြောင်းမရောက်ခင်လမ်းမြောင်လေးတစ်ခုသို့ရောက်သောအခါအထဲသို့ချုံဝင်လိုက်ပြီဟောတွေ့ပါချေပြီတွေ့ချေပြီဟောမူသားကိုဆောင်းလို့ခြုံ၍ကလင်းစိတ်ညံစင်ခဲ့လေသောမြေတော်မောင်ချက်စုတရဘူးစဉ်အောက်ရှိဝါကျော်ဖြာချမ်းပေါ်၌တကယ်ကိုမှောက်လျက်သားဆန့်ဆန့်ကြီး အင်းဤအောင်စင်မှလည်းကြောင်းစရာကိုလာအောင်သည်လောကကြီးကိုစိတ်ကောက်နေပြီဒီလားဘူးလိုပက်လေဟေ့တောင်း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 အဲဒီကလေးမှဘယ်ကိုသွားနေပါလဲထိုချိန်၌ကြောင်းစရာကတော့တောင်းတောင်းသည်သကောကြီးဈေးတွင်သို့ချုပ်ပြီးသားအထယ်များသွားပို့နေသည့်အတွက်အိမ်တွင်မရှိအဟဟာဒီအတိုင်းနှုတ်လို့ကတော့ဆက်တော်ခေါ်ရာကနှုတ်တော်မူမှာမဟုတ်ဘူးဒီတော့ခြေတလုံးပေါ်ကိုချိန်ဆက်ကြတော့ဖွားဖွားတင်လိုက်မယ် တောင်းမြန်တလွားကနေကင်ရွာသားကြီးရမထာမိန်ပေါင်းဆင်ရှော့အမလေးအိုလေးလှုပ်ပါအိုအေအိုလေးလှုပ်ပါအိုဟောအိုလေးလှုပ်ပါအိုရေအိုလေးလှုပ်ပါအိုဟောအာအရေးရနာကျင်မှုကိုအမှုမထားပဲချက်စုသည်ရောင်ရမ်းနေပြန်သေးတော့ဤဟိကုံချက်စုငါဘယ်သူလဲဆိုတာဖြည့်ကြည့်လိုက်စမ်းဂျီ ဟာကမြင်ပါသားနိမျက်လုံးကိုဖြဲပြီးကြည့်ခိုင်းတာဟဲ့ငါပစိုးစားကိုဖြဲခိုင်းတာမဟုတ်ဘူးဟင်ဖို့ဖို့အအဖို့အကျွန်တော်ဘာဖြစ်ဒေါ်ချိန်ဝဲတောင်းတောင်းဒီမချောက်ရသေးတော့အထယ်များကိုယူလာပြီးခြံထဲဝင်လာရာမမျောလင်ပဲဒဝဲချိန်ကြီးကင်ထားသည့်ဘုရားရင်နှင့်၎င်း၏မြေချက်စုတို့၏အရေးတော်ပုံအတွက်မထိတ်သာမရန်သာဖြစ်လျက်အောက်ဆင့်ကြံပြင်း၌စန်းစန်းကြီးဖြစ်နေသည့်လင်းတော်မောင်ကျေးဇူးရှင်ကျောင်းဆရာကိုနှုတ်လိုက်သည်ကုလအောင် กูละอองเออหึเออเออท่าซ้ํามาอองขะเมียนๆนี่ท่าซ้ํามาอองဟိုဘူးစင်အောင်မှာချက်စုတို့ညီဖို့တစ်ဖက်သက်ရံဝဲတွေဖြစ်တော့မယ်တွားတွားတွားစမ်းမအောင်တော့အေး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 ပါဟာကျောင်းဆရာကိုလာအောင်လဲကြီးတော်မှုကိုငဲစေငဲတော်မှုကိုပပျောက်စေရန်အတွက်ကမန်ကရံပင်ဖိုးသားရင်တို့ရှိရာလမ်းထွက်သွားလေတော့ဟိဘာဖြစ်ကြတာလဲဖိုးသားရင်ဘာဖြစ်ရမှာလဲကျောင်းဆရာရဲ့ ောရီကောင်ချက်စုပေါ်တက်ကြီးကလှုပ်သွားလို့ကျုပ်တို့လူကြီးတွေမျက်နှာပဲနားသွားထားရမှန်းတော့မသိတော့ဘူးကျွန်တော်ဘာလုပ်လို့လဲအဖိုးရဟေးမင်းကအဖိုးလို့သူကိုတောင်မှမုံလာဦးလှုပ်ချင်သေးလို့လားဟမ်မရဘူးချက်စုမရဘူးမင်းအနေနဲ့တခြားသူတွေကိုသာလှဲလို့ရချင်ရမယ်ဟောရီကတာရင်ကိုတော့လုံးဝလှဲဖို့မကြိုးစားပါနဲ့ဟာအဖိုးပြောတာတွေကျွန်တော်တို့နားမလည်တော့ဘူးဗျာဟုတ်ပါတယ်ဖိုးတာရင်ရဲ့ချက်စုနားမလဲသလိုကျွန်တော်တို့လည်းနားမလည်နိုင်အောင်ဖြစ်ရတယ် ဘာတွေပဲလို့ဖြစ်တယ်ဆိုတာတိတိကျကျရှင်းပြမှာဘယ်လိုလုပ်ရမလဲလုပ်တင်တယ်ဆိုတာအဖြေရှားလို့ရမှာပေါ့เจ้าဆရာကလာအောင်ကเจ้าဆရာပိသားစွာစကားအမေးအမြူလုပ်လေတော့ရှင်းမပြရွေးမဖြစ်တော့ပြီမို့ဘုရားရင်ခမရှင်းပြရပါတော့ဤဒီလိုเจ้าဆရာကြီးခမကောင်ချက်စုပေါ့ကျုပ်ရင်အလေကမ်းမှာလာတဲ့မုရုံကမကျင်ခါရဲ့သမီးခင်မုံကိုဒီမနေ့ကခုပြေးသွားလို့လေဟာဟင်ဘုရားရင်ဤစကားကြောင့်ချက်စုနဲ့เจ้าဆရာပါဇက်အဟောင်းသားဖြစ်သွားကြပြီး တဦးမျက်နာတဦးကြည့်လျက်ခေါင်းကိုခါရမ်းလိုက်ကြသည်မဟုတ်ဘူးဖိုးမဟုတ်ဘူးအဖိုးမှားနေပြီဟေ့ကောင်ချက်စုတိတ်ဆန်းငါကမင်းရဲ့အဖိုးကွာငါပြောတာဘာမှလို့လဲဤရင်ကြောင်းဆရာဝင်ပါရချေပြီအဖိုးသားရင်ရဲ့တခုခုတော့မှားနေတာသိကြပြီ ချက်စုဟာဟိုးတမန်နေ့ကလေးကကျွန်တော်တို့နဲ့အတူကလော့တော့အင်တဂျီဥတင်ဦးတို့စီမှာရှိနေတယ်ကျွန်တော်တို့နဲ့အတူကက်ခိုကဆရာရဲမြင့်ငញ្ញံကပီကစမ်းရှင်ကိုမျိုးနိုင် ရှေကြီးကိုလာတော့ဘုန်းကြီးနေဝင်းတို့လည်းပါကြပါတယ်ဗျာဒီမနေ့ကျမှကျွန်တော်တို့အားလုံးပြန်ရောက်လာကြတာဟုတ်တယ်ဖိုးဟုတ်တယ်ဆရာကုလအောင်ပြောတာအမှန်တည်းကြီးပဲခင်မုံနဲ့ကျွန်တော်စကားတော်မှာပြောဘူးကြတာမဟုတ်လို့ဘာမှလည်းဖြစ်စရာအကြောင်းမရှိပါဘူးမင်းတို့ကသာအကြောင်းမဟုတ်ဘူးလုံနေခင်မုံတရင်ကတော့ခုထိစုံစမ်းလို့မရဘူးကျင်ခခမရလဲခေါင်းမိတော့နေပြီကွာဒီကနအချက်စိုးတဲ့ဇုံတကုတ်ကိုတရိရလိုက်သည်မဟုတ်မှလွယ်ရဆိုသည့်သဘောနေပါဦးဖိုးရဲ့ အဖို့ကကျွန်တော်ခင်မုံကိုခိုးပြီးသွားတယ်ဆိုရအောင်ဘယ်လိုမျိုးထင်မြင်ချက်နဲ့ပြောရတာတော့ထင်မြင်တာမဟုတ်ဘူးကွာအတက်ဆွတ်ဆွဲတာဆွတ်ဆွဲစရာတက်တည်တက်ကာရကလည်းရှိတယ်မဟုတ်လားဘာလို့လဲဆိုတာပြောပါဦးဖိုးသားရင်ကျောင်းဆရာကစကားထောက်ပေးလိုက်ပြီးဤတွင်ဖောတာရင်ကခင်မုံဤတ္တာတွင်၌တိမ့်စီရမေသောချက်စုဤပစိုးပြီးတော့ချက်စုဤလက်ရေးစာတို့ကိုရှင်းပြလိုက်သည်ဒီတော့ကျောင်းဆရာက ချက်စုကိုပြန်ကြည့်သည်ဘာတွေပဲလို့ဖြစ်ကုန်ကြသနည်းဆိုသည့်တဘော ဒီတော့မှချက်ဆိုလဲတန်းလွန်နဲ့ဆက်လျင်းသည့်ကိစ္စဝိဇာများကိုခေစစ်တွင်ကြပြန်ပြောင်းပြောပြလိုက်ရသည်ဟာဒါဆိုခင်မုံကိုတုတ်သွားတာမင်းမဟုတ်ဘူးပေါ့ဩအဖိုးရဲ့ကြားခိုက်ပါတယ်ဆိုမှအပေါက်ကလေးနဲ့လားနာတာရှိလားလို့မင်းနေပြန်ပါပြီကျွန်တော်တစ္ဆာဆိုရဲပါတယ်ဗျာကျွန်တော်နဲ့ခင်မုံလုံးဝဆိုလုံးဝမပတ်သက်ပါဘူးကျွန်တော်အခန်းထဲမှာတန်းလွန်ရဲ့စက်စီပင်နေတဲ့ပစိုးရှိတယ်လို့တန်းလွန်စီမှာလဲခင်မုံရဲ့ထမင်းရှိနေပါတယ်ဟေးဒါဆိုရင်ကောင်မလေးဘယ်မှာရှိတော့မလဲစဉ်းစားစမ်းပါဦး တန်းငင်ကပြစ်ထောင်မှာရှိနေတာ။ကဲကြောင်းစရာကြီးဘယ်လိုဖြစ်နိုင်မလဲ။မဟုတ်မှလဲရောကျွန်တော်ယူဆထားတာတော့ရှိတယ်။တန်းလွန်ကအုံနောက်နည်းနည်းပြေးတယ်။အုံနောက်ပြေးလို့လည်းချက်စုခံခဲ့ရတာပေါ့။ဒီတော့ခင်မုံကိုတန်းလွန်နှမပြေးထားရတဲ့သူ့ရောက်ပါတော့ကောင်းအိမ်မှာရှာကြည့်ပါ။တန်းလွန်နှမကတန်းလွန်ကိုတော့ကောင်းကြီးမိုးစော်နဲ့အဆင်ပြေအောင်ဖူးစာပဲပြေးထားတာမို့တန်းလွန်ကိစ္စကိုလည်းဆောင်ရွက်ပေးမှာပါ။ဟုတ်တယ်ဟိတော်တယ်ဗျာကြောင်းစရာ။ ဒါကြောင့်လဲကျောင်းဆရာကအလုံးရဲ့ခေါင်းဆောင်လူဖြစ်နေတော့တာပေါ့။ gain အချင်းကြီးကလုံလဆိုင်လိုက်အောင်မေဟေ။ဟုတ်ဟုတ်ကဲ့ဟေကောင်ချက်စုမင်းဒီမှာနေခဲ့အောင်။ပြဿနာတွေအလုံးပြေလည်ပြီဆိုတော့မှငါစီပြန်လာခဲ့ဟုတ်ပလား။ဟုတ်ကဲ့အဖိုးဟုတ်ကဲ့ကျဆွေတွေရောက်ဖို့တာရင်ဤအဆုံးပြစကားကြောင့်ဇူလာလေးရေတဲ့လွှတ်တိပမာအပျော်ရွှင်ကြီးပျော်ရွှင်ရလေတော့တည်း။ဘာပဲဖြစ်ဖြစ်ကိုယ်အပေါင်းအသင်းရောင်းရင်းတွေထဲမှာ တန်လွန်တရအမှုတော်သူအပြိုကျော်လေးခင်မုံနှင့်ပစိုးတန်းတွင်အကျဉ်လမရဖြစ်သွားရသည့်အတွက်ချက်စုဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြသည်။ငါကတော့မင်းကိုသိပြီးကျေးဇူးတင်တဲ့ချက်စုမင်းအလွန်းလို့ငါခင်မုံနဲ့ညားတာကမင်းသာမအဘူးဆိုရင်ငါကြံရစ်ဖြစ်နေဦးမှာ။တော်သားမှာတန်လွန်ရာမင်းကောင်းမှုကြောင့်ငါကြောပြင်းအဖိုးရဲ့နှစ်ပင်လင်းတဝဲချင်းစာမမိတာ။နို့မဟုတ်လို့ကတော့ကြောတွင်လုံးစုပ်ပြတ်သွားမှာချင်းတွေပဲတန်လွန်။ ဒါတောင်အကြောင်းရင်းမှန်မသိသေးခင်ခြေစလုံးတစ်ဖက်ချိန်ဆမိလိုက်သေးတယ်အတော့လေခံပေါ့ကွာခံပေါ့တန်လွင်ကသူချင်းမြန်လို့ရလေတော့ဂျင်သူတထားနဲ့ဖူစာဆောင်ရလေ၍အပြော်ကြီးပြောနေလေပြီရခင်ကလိုတော့တော့ဆားဆားမရှိတော့စကောကြီးရွာမှသူ့ပဲ့တော်မော်တော်ကဆက်အကောင်းဆုံးခုံပေါင်းလုံးအမြန်ဆုံးဆိုသည့်ဂုံကိုဆောင်ရရဲ့ဇီဝရေးကိုလုံးပန်းနေသလို ဇနီးတဲ့ခင်မုံကိုလည်းသကောကြီးစေယုံတဲ့၌ဆိုင်ငန်းကြီးတစ်ခုကိုဝယ်ပေး၍မုရုံမထွက်သောဆောင်ပါဝင် အထယ်လိမ်များကိုတွက်လက်စွာရောင်းဝယ်ဖောက်ကားစီလီသည်ဟိကောင်ချက်စုမင်းမိဘုံကိုသတိရသည်လားဟာသတိမရပဲနေမလားကွာမိဘုံအပါဝင်ဘေသူတွေကပဲအတိမတ်မပြူပဲနေကြပါစေငါနှလုံးသားကတော့မိဘုံဟာငါရဲ့အချစ်ဦးဆိုတာကိုလက်ခံယုံကြည်ထားတယ်ဒါပေမဲ့မိဘုံကမာနာကလေးကွာ ဒါကလည်းကွာမိဘဘူဘတွေရဲ့ကြောတော့နောက်ခံတောင်းတင်းတာရဲ့မိသားစုပိုင်းဆေးလိခုံရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်တာရဲ့သူ့မှာပိုင်ဆိုင်တဲ့အလှရဲ့ကြောင်းမာနတော့ရှိတယ်တော့ရှိမှာပဲကွာအမငယ်စမ်းပါနဲ့ချက်စုရမင်းနောက်မှာငါတယောက်လုံးရှိပါသေးတယ်မင်းနဲ့မိဘုံတို့နီးစပ်နိုင်ဖို့အရေးမှာငါအကူညီနိုင်မဲ့အခွင့်အလမ်းရှိရင်ဘယ်တော့မှနောက်ဆုံးမသွားဘူးဆိုတာမင်းယုံထားလိုက်ချက်စုအေးပါကွာအေးပါအပြောနဲ့လို့ညီမညီဆိုတာတနေ့တော့အဖြေပေါ်လိမ့်မပေါ် ကိုင်းဟေမင်းမော်တော်ကိုဟိုဘက်ကန္နာပန္နာကြရက်ပြီကွာငါဆင့်နေခဲ့မယ်မင်းဘာလို့အုံးမလို့လဲချက်စုအဲ့ဒီကဘာမှာကြောက်ဆောင်တွေပေါ်တယ်နော်ပို့လို့လဲပဲအဲ့ဒီနားကိုပို့ခိုင်းတာပေါ့ကွာအဲ့ဒီမှာကြောက်ပစင်တချို့အောင့်နေတယ်လို့ကိုရင်မွေးတို့ပြောင်းသမားကိုပါထွန်းတို့ကပြောလို့ကွာဟင်းသားလေးဗာလေးရအောင်ငုတ်ကြည့်ခြင်းလေကြောက်ပစင်မရလဲရေချိုးပြန်တာပေါ့ကွာမင်းကတော့ကွာတကယ့်ကိုစံပါပဲတန်လွန်လဲဂုံသွားချပြီးခရီးတဲ့အနေငယ်နဲ့ပြန်လာခဲ့ရာထိုခရီး၌ချက်စုပါလာသဖြင့် ချက်စုစေစားသည့်အတိုင်းကြောက်ကပားအနည်းတွင်ဆက်ရှင်ရပ်ပေးလိုက်သည်အဲ့ဒီဝတ်တွေကိုစန်းရှင်တို့ဆိုင်မှာပြစ်ထားလိုက်ကွာကျောင်းဆရာတို့လာရင်လည်းစောင့်နေငါပြန်လာခဲ့မယ်လို့ပြောထားပြီဒီလိုပြောဆိုပြည်သည့်နောက်ခါဝဲဘောင်းမီတို့ကလေးနှင့်မြစ်တွင်သို့ဝုံကနယ်ထိုးစင်းသွားလေတော့သည်သွားပြီဟေးသွားပြီတန်လွန်ကဒီလိုပြောဆိုပြီးသူ့မော်တော်ကလေးကိုစကောကြီးမော်တော်စိတ်ရှိရာသို့ဦးလဲလိုက်လေတော့သည် ုတ်ကဲ့ပါခင်ဗျာဟာသာစာရေးဆရာဆရာကိုရွှေတော်သားဤပြောရရင်ဩချသွားမယ်ဆိုတဲ့ဟာသာဝတ္ထုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာအော်ဒီအပိုင်းလေးဖတ်နေတဲ့ချိန်မှာတော့ကျွန်တော်ပန်ဝင်းကျင်အနေထားရအောင်တော့အတန်လေးလေးနည်းနည်းလေးအဒီနေ့က channel သုံးခုစာဖတ်လိုက်တာဆိုတော့တကယ်တည်းရတဲ့ချိန်လေးပေါ့လေအော်အတန်လေးလေးနည်းနည်းနားလွားရဲပေါ့အဲဒီအပိုင်းဖတ်နေချိန်မှာလည်းနောက်ကျနေပြီဆိုတော့ငွေကလေးကမှအတန်လုံးကြီးရတဲ့ထဲထဲ အဲဘယ်တန်ကိုချပြီးဖတ်ရတဲ့အခါကျတော့ပို့ပြီးတော့တန်လုံးကြီးကြီးသွားတာပေါ့နော်အဲအဲ့ဒီကနားဆင်ရတာအဆင်ပြေဖြစ်ခဲ့လို့ရှင်တော့ကျွန်တော်ကိုတိခဏနားလဲခွင့်လွှတ်ပေးပါရန်အထူးပင်မိတ္တရက်ခံတောင်းပန်ပါရခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပြီးခဲ့တဲ့တွေ့လဲယေရှုများကြီးတင်ရပါရခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းငါးမှာပြန်လဲဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာဘေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ